အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဂီတနဲ့တန်ကိုစောညင်းရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဂီတနဲ့တန်ကိုစောညင်းဟာ professional ဂီတသတ္တန်အင်မတန်မှတ်ကိုတိုးလွန်းခဲ့ပြီးမဲ့သူ့ရဲ့ကိုပိုင်ဟန်အတက်သူ့ကိုပိုင်မူအတက်ကိုဖန်တီးနိုင်ခဲ့တဲ့ကိုစောညင်းဟာအသက်12နှစ်အရွယ်မှာတစ်တာကိုထွင်းဘင်းဂျိုကျိုးတက်ပြီးတိခတ်ခဲ့တဲ့ကိုစောညင်း အသက်14နှစ်အရွယ်မှာပထမဆုံးကာတွန်းပြိုင်ပွဲဝင်ပြိုင်ခဲ့ပြီးပထမဆုရခဲ့တဲ့ကိုစောငိမ့်ကာတွန်းပြိုင်ပွဲမှာ၃ချိန်ဇက်တိုက်ပထမဆုရခဲ့လို့ပြိုင်ပွဲဝင်မပြိုင်စေတော့ပဲကာတွန်းရုပ်စုံမှာ အမြဲတမ်းဆွဲခွင့်ရသွားခဲ့တဲ့ကိုစောငိမ့်စာရေးဆရာလည်းဖြစ်ချင်ခဲ့တဲ့ကိုစောငိမ့်ပကြီးပညာသင်ခြင်းပေမဲ့သင်ခွင့်မရခဲ့တဲ့ကိုစောငိမ့်ကြပြားပြီးရေးခဲ့တဲ့ကိုစောငိမ့် သူရိယာတွေတီးခဲ့တဲ့ကိုစော်ငင်းနိုင်ငံကျော်တချင်းတွေကိုဖန်တီးခဲ့ပြီးမယ်စားဝတ်နေရေးအတွက်ပူပင်နေရတဲ့ကိုစော်ငင်းအဲ့ဒီကိုစော်ငင်းကို1925ခုနှစ်မတ်လ31ရက်နေ့မှာမြင်းကြံမြို့နယ်နထိုးကြီးအပိုင်းရွာသားရွာမှာဦးမောင်ကြီးဒေါ်တင့်တို့ကနေမွေးဖွားခဲ့တာဖြစ်ပါတယ်ကိုစော်ငင်းရဲ့မိဘတွေဟာမြင်းကြံကနေရန်ကုန်ကိုပြောင်းလာတဲ့အခါမှာတော့20တလမ်းမှာရှိတဲ့ ဥပိုလ်ရေးကျောင်းမှာပညာသင်ကြားခဲ့ပါတယ်။ကိုစောင်းချင်း9တန်းအောင်ပြီးတဲ့နောက်မှာတော့တရတော်ကျောင်းဥပရမရဲ့တန်ရနာဘာသာကျောင်းမှာ10တန်းအထိဆက်လက်ပညာသင်ကြားခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ကိုစောင်းချင်းတယောက်ခရမ်းကိုစစ်ဆောင်ထွက်နေတော့ကိတာဆရာကြီးဦးငွေစိုးထံကနေတယောမက်ဒလင်နဲ့တချင်းရေးချင်းကိုသင်ယူနိုင်ခဲ့ပါတယ်။ကိုစောင်းချင်းရေးသားခဲ့တဲ့တချင်းတွေကတော့ဝတန်ခါဦး မုတ်တုံလေးဦးငွေဝန်းတော်တာစောင်းနေမယ်နှွေဦးစတဲ့တခြင်းတွေဟာကိတာလောကစန်းတစ်စမှာအတန်လွင့်ဖြစ်ခဲ့တဲ့တခြင်းတွေဖြစ်ပါတယ်ခင်ဗျာကိုစောင်းကြီးဟာ1948ခုနှစ်မှာရန်ကုန်ကိုပြန်ရောက်လာခဲ့ပြီးမြန်မာညွန့်ဦးချစ်မောင်ဒေါအောင်ကြီးစန္ဒယာဆရာမြိုင်စောင်းဥပတောင်းကိတာဦးစိမ့်မောင်ရွှေတန်ရေးစတဲ့ကိတာပညာရှင်တွေထံမှာဆက်လက်ပြီးတော့ ဂိတပညာကိုစီးပူးနိုင်ခဲ့ပါတယ်1950ပြည့်နှစ်အရောက်မှာတော့စန္ဒယာကိုလတွင်ဦးစိတီထောင်တဲ့စန္ဒစ္စအပျော်ရန်ဒုတိယအဖွဲ့မှာပါဝင်ခဲ့ပြီးနောက်ပိုင်းကာလတွေမှာတော့ဂိတနတ်တန်ကိုဖွဲ့စည်းကာစိုင်းဆရာကိုလာထွန်းတန်းဆွေအောင်လင်းမတန်းမြင်စန်းစန်းတင်လှလှထွန်းစတဲ့လူတွေနဲ့အတန်လွှင့်ခဲ့ပါတယ်ကိုစောင်းကြီးဟာအေဝမ်းရုပ်ရှင်တက်ဝေရုပ်ရှင် တိတိကျဘာမာရုပ်ရှင်ဒီဆောင်ဟေမန်တို့အတွက်ဇဝင်သေးတွေကိုလည်းရေးသားခဲ့ပါရည်။ဂီတနတ်တန်ကိုစောညင်ရေးဆက်ခဲ့တဲ့တချင်းတွေကတော့တပြေရွက်ရည်၊နှွေနှောင်းဝတန်၊စပယ်၊စိန်၊တစ္ဆာ၊နှွေဦး၊မိုးတက်လီနင်၊မွေဝန်းတော်ရာ၊ပွင့်ဦး၊တစ္ဆာတော်ဦး၊ဝတန်ခါဦး၊စီးစာ၊ရတုဘီယံ၊ဝိဇယ၊ချစ်ကန္တာရ၊မတ်ဗေရာ จิตใต้มัญญาฉิบยงนึ้นสีวนะปะบาอายุเต้จุยลุบีสีสาเต็งกีญาณรีสาสุရှင်เมตตาหนองจูแม่เจมาซ้องญินชวนพยงโจโจไล่เยียนอูล้วนตะลีดีซ้องเฮมันမြမသေးတံမူချစ်ခွန်းဆက်လွာစတဲ့တခြင်းတွေကိုကိုပိုင်ဟန်ကိုပိုင်အမှုပညာနဲ့ရေးသားနိုင်ခဲ့တယ်လို့ နိုင်ငံတစ်ဝလုံးမှာရှိတဲ့အနုပညာချစ်ပရိတ်သတ်တွေကလည်းတောင်းတဖြဖြကြိုးစားအားပေးခဲ့ကြတာဖြစ်ပါတယ်။ကိုစောင်းငိမ့်ဟာတချင်းရေးရုံလာမကပဲကြပြစောင်းမားတွေကိုပါရေးသားခဲ့ပြီးကိုစောင်းငိမ့်ရဲ့လက်ရာမရဏမောင်းနှံဆိုတဲ့ဝတ္ထုဟာလည်းထင်ရှားတဲ့လက်ရာတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာ။ကိုစောင်းငိမ့်ဟာမြမဂီတနဲ့ပတ်သက်လာရင်ဂီတစာဆိုမြို့မငင်းကိုအင်မတန်လေးစားပါတယ်။ ြို့ကငင်းနဲ့စုံခွင့်ရကျင်ခဲ့ပါတယ်1952ခုနှစ်ဝင်းကျင်မှာတော့အထက်မြမပြည်ကဂီတပညာရှင်တွေရန်ကုန်ရောက်လာကြတဲ့အခါမှာတူတွဲဆောင်ကျင်လာတဲ့မြို့မငင်းကိုတွဲဆောင်ခွင့်ရခဲ့ပါတယ်မြို့မငင်းကလည်းကိုစောငင်းကိုတီးပြီးတာကိုပိုင်ဟန်နဲ့ဂီတလမ်းကြောင်းတစ်တခုကိုဖန်တီးနေတဲ့လူငယ်တယောက်ဖြစ်တဲ့အတွက်တဘောလဲကြနေခဲ့ပါတယ်မြို့မငင်းကလည်းကိုစောငင်းမန္တလေးကိုလာခြင်းအချိန်မရွေးလာခဲ့ပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်။ကုစောညင်းကသူ့ဂီတကိုတန်ဖိုးမထားတဲ့လူတွေရှေ့မှာတီးမုတ်တီဆိုရာမျိုးမလုတ်ချင်ခဲ့ပါဘူး။ဂီတနဲ့တန်အဖွဲကို ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာသူ့စီကိုတပည့်ခံကျင်တဲ့မောင်စိုးလိုင်စီကို ရေးခဲ့တဲ့စာမှာဆိုရင်လဲလာတဲ့ပိဋကကတီဝိုင်းကိုကြောပေးပြီးသူတို့ဘာသာသူတို့စားလာတောက်လာစူလာညံလာနဲ့ဘယ်သူကများတီးတာမှုတ်တာကိုတန်ဖိုးထားပြီးလေးလေးစားစားနားထောင်လို့တော့ ဲ့ဒါကိုအကိုကြီးမျက်စိထဲမှာတော့ငွေပေးပြီးအမှုပညာကိုတတ်တတ်စော်ကားတာလို့မြင်တယ်။ဒီတော့သူတို့ပေးတဲ့ပတ်စံလည်းမလိုချင်ဘူး။ကိုအမော်အမျက်ထားပြီးလိုက်စားတဲ့ပညာကိုလည်းစော်ကားမခံဘူးလို့အလှတို့မင်္ဂလာဆောင်တို့မှာကိုစောငိမ့်မဖြောဖြေးမတိခတ်ရတဲ့အကြောင်းရင်းကိုရေးခဲ့ပါရည်။ကိုစောငိမ့်အကြောင်းပြောရရင်မရဏမောင်းနှံဆိုတဲ့ဝတ္ထုအကြောင်းလေးကလည်းမပါမဖြစ်ပြောရအောင်မယ်ထင်ပါတယ်။ စားရေးစရာဖြစ်ခြင်းနဲ့ကိုစောညင်းကချစ်ကြိုက်အလွန်အဆွေဝတ္ထုတွေခေစားနေတဲ့ကာလမှာတိတ်ပံဝတ္ထုကိုရေးခဲ့ပါတယ်။ဂိဒါစာပေအမှုပညာရှင်ဖြစ်တဲ့ကိုစောညင်းဟာသူလေ့လာထားတဲ့တိတ်ပံပညာကိုအခြေခံပြီးတော့ရေးထားခဲ့တဲ့ဝတ္ထုတွေဖြစ်ပါတယ်။အဲဒီဝတ္ထုကလည်း1952ခုနှစ်မှာထွက်ခဲ့တာဖြစ်တဲ့အတွက်သူ့ကိုခစ်ရှိပြီးလို့ပြောရမှာဖြစ်ပါတယ်။ဆောင်းကာလအောက်တိုဘာ29ရက်နေ့ညမှာတော့ ကိုစောနှင်းရဲ့ညီဖြစ်သူကိုလဝေကအိမ်ကိုလာပြီးတော့တန်ထုတ်ကန်ပြီးပြန်ထွက်သွားတဲ့အခါကိုစောနှင်းကစိတ်ပူတာနဲ့နောက်ကနေလိုက်သွားခဲ့ပါတယ်။ဒီလိုလိုက်သွားခဲ့တာဟာအိမ်ကိုပြန်မလာနိုင်တော့တဲ့လိုက်သွားခြင်းလို့အဲ့တော့ကဘလူတိခဲ့ကြပါလိမ့်မယ်။လမ်းထက်ရောက်တော့တွင့်ညီရန်ဖြစ်နေတာကို တွေ့လို့ကိုစောနှင်းတယောက်ဝင်ဖြေခဲ့ပါတယ်။မုန်းနေတဲ့လူတွေကလည်းကိုလဝင်နဲ့ကိုစောနှင်းကိုမှားပြီးတော့ဝိုင်းရိုက်ခဲ့ကြပါတယ်။ အဲ့ဒီလိုဝမ်းရကြလို့ခေါင်းကဒံယာကနေတဆင်အုံနောက်ထဲကိုတွေးဝင်သွားခဲ့ပါတယ်1952ခုနှစ်အောက်တိုဘာလ31ရက်နေ့မနက်မှာတော့ဂိဒါစာဆိုအမှုပညာရှင်ကိုစောငင်းကိုဆုံးရှုံးခဲ့ကြရပါတယ်ကိုစောငင်းကွယ်လွန်ခြင်းဟာအသက်26နှစ်ကျော်ကျော်ပဲရှိပါသေးတယ်ကိုစောငင်းကိုဆုံးရှုံးလိုက်ရတာကမြမဂိဒါအနာဂတ်ရဲ့အလားအလာကိုဆုံးရှုံးလိုက်ရတာပဲလို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ